င်္ဂလာပါခင်ဗျာစာရေးသူဆရာမကြီးမဝင်းမြင့်ရေးသားသောတေရိစာနာဒေဝီတို့အမိရတဲ့ဝတ္ထုကိုအပိုင်းတည့်နေနဲ့စတင်ပြီးဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာတေရိစာနာဒေဝီအပိုင်းတည့်ဖခင်ရင်ရင်အချိန်ကိုလူပြီးစာကြက်ခဲ့သည့်အချိန်နေတဲ့ကစာမေးပွဲကိုချောချောမောမောအောင်လိုက်သည်ဆိုတော့ကိုတက်နိုင်တယောက်ဝမ်းတာလိုက်ဒီမှာပြောပွဲမရှိတော့ရှိကိုတက်နိုင်အဖို့ဝမ်းတာထိုက်ပေသည် ။စာမေးပွဲအောင်မှတာလျင် သူမျှော်မှန်းသည့်ထွက်ရက်လမ်းကိုရောက်နိုင်ပြီဖြစ်သည်။ကိုတက်နိုင်က သူအောင်သောစာမေးပွဲနှင့်သူ့အသက်ကိုပြန်တွေ့ကြည့်သည်။ယခုသူ့အသက်သည်73နှစ်မှ8ခန်းတန်းကို အောင်ခဲ့သည်။16နှစ်မှ10တန်းကိုအောင်ရမည်။10တန်းအောင်ပြီသည့်နောက်သူအနေဖြင့်အလုံးလုံးနိုင်သည့်အသက်အရွယ်သို့ရောက်ပြီဖြစ်ရာ တက္ကသိုလ်ပညာဆက်လက်သင်ကြားနိုင်ရန်တူတူတူချွန်အလုံးလုံးပြီးပညာဆက်လက်သင်ရန်ရည်ရွယ်လိုက်သည် တနေ့တန်းမှမှအောင်၍ဆယ်တန်းဒီဟူသောတတိုင်းကြီးကိုကျော်လွားနိုင်ရန်အရေးကြီးကြောင်းစဉ်းစားမိသည့်အတွက်ကြိုးစားခဲ့သည်။ကြိုးစားသည့်အတိုင်းယခုနှစ်ခုနှစ်တန်းအောင်သည့်အထိစာမေးပွဲတစ်ကြိမ်မှ မကြာချုံးခဲ့ဘူးသေးရှိ။ရှန်ကျဲကနေသောတစ်ဖက်ချံမှအရှိဆုံးတငယ်ချင်း တင်မောင်အေးနှင့်အတူကျောင်းမှာအောင်စရင်ကြည့်ပြီးတငယ်ချင်းနှစ်ယောက်စလုံးအောင်ကြတော့ကြောင်းကိုတန်းနိုင်ရောတင်မောင်အေးပါဝမ်းတာကြလုံးတော့ကြောင်း တယောက်ကိုတယောက်ဖတ်ခါကြောင်းမှာကခုံကြသေးသည်ဖေဖေနဲ့မေမေစီမှာငါလိုဂျင်တာတွေဝယ်ခိုင်းမယ်ဟေ့တင်မောင်အေးကအရင်ပြန်လန်းဝယ်အားရပါရပြောတော့အခါကိုတတ်နိုင်နှုတ်ဆက်နေမိရင်စိတ်ထဲမှာဝမ်းနေသွားမိသည်အကိုကြီးနဲ့မမတင်ကဘာမှမဝယ်သေးခြင်းနေပါသည်ငါဆယ်တန်းအောင်သည်အထိကျောင်းဆက်နံမှုကအရေးကြီးတယ်ဟူသောအတွေ့ဖြင့်တင်မောင်အေးလိုဝင်ကြွားသောစကားတွေကိုမပြောနိုင်ပဲ။ တိတ်ဆိတ်သာနေခဲ့ရသည် ကိုတန်းနိုင်၏နားထဲတွင်ကငါတို့မှငွေရေးကြေးကြက်တဲနေတော့အစစရရချွေတာနေရတယ်မြည်လေမင်းကိုယ်တော်ကြောင်းဆက်ထားနိုင်ပါမလားမသိသေးဘူးဟူသောအကိုကြီးဖြစ်သူ ကိုပခိုင်စကားကိုကြားရောက်နေသည်အဖေနဲ့အမေသာချင်းငါ့ကိုဘလို့အရှင်နေပဲဖြစ်ဖြစ်ပညာကိုတော့ဆုံးကန်းတိုင်အောင် သင်ပေးမှာပဲအကိုကြီးကပတ်စံမရှိဘူးဆိုတာဟုတ်မှဟုတ်ရလားမသိဘူးသူ့မိန်းမနဲ့သူ့သမီးဆိုရင် လိုချင်တာတွေအားလုံးပြည့်စုံနေအောင်ဝယ်သေးနေနိုင်တယ်။ငါအတွက်ចောင်းလာကလေးစာအုပ်ဖိုးလေးပေးကနေပြီဆိုရင်ညီလိုက်ပြောလိုက်တာ။တခါတလေများမျက်ရည်ကြအောင်ကိုပြောတယ်။ဟုစိတ်ထဲကတွေးနေမိသည်။ကိုတန်းနိုင်တွေးမိဆိုကလည်းတွေးစရာပင်။မိဘတွေတင်ဆုံးစဉ်အချိန်ကဆိုလျင်ကိုတန်းနိုင်အသက်ဒီသုံးနှစ်သားများသာရှိသေးသည်။လူမမယ်ရွယ်များသာဖြစ်သောကြောင့်မိဘတွေတင်ဆုံးသွားခြင်းက ဘာဖြစ်လို့ဖြစ်ခဲ့မှမသိခဲ့ရှိအချိန်တန်၍မိဘတွေမမြင်ရသောအခါခလေးပစ်ပြီးငိုကြွေးခဲ့သည်နေ့စဉ်ရက်ဆက်မမြင်တွေ့ရသောအခါခလေးပစ်ပြီးမေ့ပြောက်သွားပြီဖြစ်ရာဘဝအချိန်ဒီမှာဥပခိုင်ပြုပြင်သည့်အတိုင်းဖြစ်တယ်လို့နေလာခဲ့သည်သို့တော်မွေးရပါညာက ကောင်းလာခဲ့သောကြောင့်မိုင်မဲစူတန်ဟော်ရမ်းခြင်းမရှိပဲတည်တည်ဝတ်ဝတ်ပင်နေခဲ့သည် အကိုဖြစ်သူဥပခိုင်နှင့်ကိုတက်နိုင်အတက်သည် အနည်း20လောက်ကွာခြားနေသည်ဖြစ်သောကြောင့်ကိုတန်းနိုင်မှာတခါတရံအဖေးဟု ထင်မိသည့်အခါထင်မိသည်တခါတရံအကိုပဲဖြစ်မှာပါဟုထင်မိသည့်အခါထင်မိသည်မိတို့ပင်ဖြစ်စေကိုတန်းနိုင်ငါးနှစ်သားအထီတော့ဥပခိုင်သည်မိဘတွင်ရှိခြင်းကားလိုပင်ကြင်ကြင်နာနာပြုစုခဲ့သည်သည်ကိုတန်းနိုင်ငါးနှစ်သားအရွယ်မှာဥပခိုင်သည်သူ့စိတ်တိုင်းကြဘဝကျင်ဖော်ကိုရွေးသွားလေသည် မလာတင့်ကနာမည်နဲ့လိုက်အောင်ပင်လှပတင့်တဲ့သောမိန်းကလေးတယောက်ဖြစ်သည်ကိုဘခိုင်နှင့်ကန်တူအကျိုးပေးဟုဆိုနိုင်သည်မိဘမရှိတော်သောကြောင့်ကုံတယ်ဖြစ်သောဆွေမျိုးတဦးထံကဲ့ရက်မိကိုနေရသည်ဆွေမျိုးဈေးဆိုင်မှာဈေးခေါ်ကောင်းအောင်ရုပ်ပြဈေးရောင်းနေရစဉ်ဈေးဝယ်လာသောကိုဘခိုင်နှင့်တွေ့ကြခြင်းဖြစ်သည်ရုပ်ပြဈေးရောင်းရသူပြီပြီကြာပါများသောမလာတင့်ကိုဈေးဝယ်ရင်းပါဇက်အရသာခံကား ရီတီတီပီတီတီပြုကြသူတွေကလွဲပြီးမိသူကားမှမလာတင့်ကို အတီမကြံကြချေပါနတ်လည်းပတ်တော်မလာတင့်ကလည်းရီသူတွေပြည်သူတွေသိစိတ်သဘောထားကို နောကျင်နေအောင်သိသူပြည့်၍ဈေးရောင်းကောင်းယုံသာကြာပြစ်ခဲ့သည်မိသူဤအထီးအခိုက်ကိုမှမခံခဲ့ချေကိုဘခိုင်ကချစ်ချက်ကြောင့်ပြောသောအခါတီတာလာပြီတာလာဟု မလာတင့်ကတတော်ပင်အကဲခတ်ဆုံးလန်းခဲ့သည် ကိုဘခိုင်အခြေအနေကိုမလာတင့်ကကောင်းကောင်းသိသည် ကိုဘခိုင်မိဘများသည် အထက်ရဲ့ဒေတာတို့တွင်ပြောင်းရွှေ့လာကြတော့ကြောက်ကုန်တဲ့တထေးတွေဖြစ်ကြောင်းရန်ကုန်ရောက်လာကြသောအခါပါလာသောယတနာချို့ကိုရောင်းချပြီးဘာလို့မှမလုပ်တော့ပဲအေးအေးလူလူထိုင်စားနေကြသူတွေဖြစ်ကြောင်းမိဘတွေတည်ဆုံသွားကြသောကြောင့်လူမမန်ငငယ်လေးနှင့်မိဘအမွေနှစ်ကိုစက်ခံထားသူဖြစ်ကြောင်းမလာတင်က ဆုံသန်းသိရှိရသည်ဒီလိုလူကငါ့ကိုအတီကျန်တာဟုတ်မှဟုတ်ရဲ့လား ဥသောတန်တရမျိုး မလာတင့်ဖြစ်သေးသည်သို့တော်ကိုပါခိုင်က တကယ်အတီကြံခြင်းဖြစ်သည်ကိုပါခိုင်ကိုယ်တိုင်ကမိဘတွေကပညာတက်မြောက်စေလိုသောဆန္ဒဖြင့်လိုလိုချင်းချင်းចောင်းကိုပို့ခဲ့ပါတော့လေပညာမှာစိတ်မဝင်စားပဲအသက်20သားနီးနေသည့်တိုင်ခဏတန်းကိုမအောင်လဲចောင်းဆွေဆွေငါဆွေဆွေအဖြစ်မျိုးဖြင့်ငွေသာကုန်နေခဲ့တော်သူဖြစ်သည်ပညာကိုလုံးဝစိတ်ဝင်စားတော်သောကြောင့်เจ้าမှထုတ်လိုက်ရသောအခါနှင့် အိမ်မှာဘာအကူကြီးမှမရချေပေါ့ပေါ့နေပေါ့ပေါ့စားဖြင့်စံကုန်မြေလေးလိုဖြစ်နေသည်ပညာမရှိအလုံးမရှိတော့လေကိုဘပိုင်တရားမိမလိုချင်ဒီမှာယူလို့နေပါပင်ဖြစ်သည် လူကိုယ်တိုင်ကဘာတန်ဖို့ဘာရုပ်ရည်မှမရှိလာတော့လေချောမောလှပတော့မိမကိုမှမမောစုံမတ်တော့ကိုဘခိုင်သည် မလာတင့်လို့မိမကို တွေ့တော့အခါအဘယ်မှာလဲမရှိခင်မစုံမတ်ပဲရှိနိုင်ပါအန်ဒီမလာတင့်အရှိနေ အစဉ်အတန်းအလောက်အကန်ကိုထဲသွင်းတွေးတောခြင်းမပြုတော့ပဲငါလိုပညာလည်းမရှိရုပ်ရည်လည်းမရှိတဲ့လူမျိုးကိုငေးကြည့်ရတော့အောင် ရှောမောလပတဲ့မတ်တင်လိုမိမက ရှစ်ကြိုက်တယ်ဆိုတာနဲတဲ့ကုတ္တကမဟုတ်ဘူးငါဘဝအရတော်လေခြင်းငါကံကောင်းလေခြင်းဟုကိုဘခိုင်က ကြည်နူးစွာတွေးသည်အားကိုးရမယ့်ဘဝနဲ့စေမျိုးအိမ်မှာကတ်နေရပြီထမင်းတဝန်းကြည်သာပါစေတော့လို့ ရုပ်ပြဈေးရောက်နေရတဲ့ငါကိုကိုဘခိုင်လိုလူကအတိတကျလူတိရှင်ကြလက်ထက်ယူမယ်ဆိုတာငါကုတုကံကောင်းလာလို့ဖြစ်မယ်။သူများအိမ်ကက်နေရတဲ့ဘဝကအိမ်ပိုင်ချင်းဖြစ်ရတော့မယ်။ကိုဘခိုင်အိမ်ကြီးကလည်းကောင်းပါပြီတနဲ့။ချန်ဆိုလည်းအကျယ်ကြီး။အိမ်တော်ပရိဘောကလည်းအစုံနေ။အနှောက်အယှက်ပေးမဲ့ရောက်ကမရဲ့ရောက်မရဲ့အမျိုးအဆွေဆိုတာလည်းလုံးဝမရှိပဲ။နောက်ပိုင်းရှင်းတဲ့လူ။ အတွင်းပစ္စည်းတွေလည်းတော်တော်ရှိမှာငါကုတုကံကောင်းနေခြင်းဟုမလာတင်ကကျင်းတ်စွာတွေးသည်ကြောင်ကရင်းပြက်နှင့်ဇရက်တောင်မှန်ချိုးတို့တွေ့ကြတော့အခါအရှင်တော်တော်နှင့်ပင်မလာတင်တယောက်ကိုဘခိုင်ဤအတက်သမျှရှိသောဇနီးအဖြစ်နှင့်အိမ်ကြီးပေါ်ရောက်လာလေသည်ထိုချိန်ကစပြီးကိုဘခိုင်သည်ညီလေးကိုတတ်နိုင်ကို လုံးဝစိတ်ဝင်စားတော့ရှိတအိမ်လုံးရောတချံလုံးရောရှိသမျှပစ္စည်းအလုံးရော ကိုမခိုင်ကိုရောမလာတင်က ကြီးစိုးလွှမ်းမိုးသွားနေတော်သည်မလာတင်အိမ်ပေါ်ရောက်လာသည့်အချိန်ကစပြီမောင်တက်နိုင်သည်ငါးနှစ်သားကလေးငယ်ပင် ဖြစ်နေကြစားဘဝသေးအတိကြောင့်ဂျေတငယ်ကြားသာမဖြစ်အောင် အရွယ်နေမမြအောင်အရေးတုံးမနားလည်ခဲ့ရရှာသည်ထို့ကြောင့်ပင်မောင်တက်နိုင်အဖို့ကိုရောစိတ်ရောညှို့နှံသွားခြင်းမှလွဲ၍အယားအနတ်မခံခဲ့ရရှာချေညှို့ငဲ့သွားသည်ကတော့တွေးရှောင်မသွားရုံတမယ်ပင် သို့တော့ကျေးဇူးကိုရှာဖွေတင်ရမည်ဆိုလျှင်မောင်တန်းနိုင် အသက်8နှစ်တွင် ကိုဘခိုင်နှင့်မလာတင်တို့ကအကြောင်းကိုကြည်ကြည်ပြူပြူပို့ပေးခဲ့ခြင်းဖြစ်သည် ကိုတန်းနိုင်ကိုအကြောင်းပို့သောနှစ်မှာမလာတင်သည်တမီးလေးတယောက်ကိုမွေးဖွားပြီးဖြစ်သည်တမီးလေးကမလာတင်ကို တူ၍ထင်သည်ဖြူဖြူဝင်ဝင်အစင်းအောင်ဖြင့်ရှောမောလှပသောတမီးလေးဖြစ်သည် ကိုဘခိုင်ကရှောတော်မရနှင့်လှတော်တမီးကြောင့် ငါလိုလိုစပူရှိသေးရဲ့လားဟုလမ်းလယ်မှာထွက်မအော်ယုံတမယ်ရှေးပြားထောက်နေလေပြီငโกကရှင်းလုံး၍သဘောအတိုင်းဖြစ်စဉ်ယံအလိုလိုက်ထားသော မလတင့်ကိုယခုသမီးလေးရသောအခါမှန်ချောင်းဆောင်ထဲမှာထည့်ပြီးကိုကွက်ထားခြင်းသောစိတ်ပင်ပေါ်ပေါက်လာလေသည်အရေးသုံးမှာနားလဲထားသောမောင်တက်နိုင်က ကြောင်တက်ချိန်မှလွှဲလျင် အရင်လောက်ကို သူ့ခွန်အားကလေးဖြင့်နိုင်တဲ့၍ကိုရှာသည် ကိုဘခိုင်နဲ့မလာတဲ့တို့ဤသမီးလေးမေတင့်ခိုင်ကိုကူထိန်သေးရသည်အချိန်ကိုလူပြီးစာကျက်ရသည်ဘဝသေးအသည့်ကြောင့်အရွယ်လေးနဲ့မလိုက်အောင်စဉ်းစားနေတတ်သောမောင်တက်နိုင်သည်ရှေးရီးကိုလည်းတွင်းမိသည်ညာကလည်းထက်မြတ်သည်ပညာကိုလည်းကြိုးစားသည်ဖြစ်သောကြောင့်တစ်နှစ်တည်းမှန်မှန်အောင်လာခဲ့သည်ကျောင်းသားသည့်အချိန်မှာထိန်းကျောင်းနေရသောမေတင့်ခိုင်လေးကိုမောင်တက်နိုင်သည်ရှိတ်ခင်တွေ့တာမိသည် မေတ္တင်ခိုင်နဲ့သူ့အသက်ကရှောင်းနေတိတိကွာခြားသည်ဖြစ်သောကြောင့်မေတ္တင်ခိုင်ကိုနိုင်နိုင်နေနေထိန်ကြောင်းနိုင်သည်ထိုအချက်တစ်ချက်ကပင်မလာတင်က အတော်တန်မျက်နှာသာပေးခြင်းခံရသည်ဤပုံစံဤအရှိနေနေပင်မောင်တက်နိုင်တယောက်အသက်73နှစ်အရွယ်သို့ရောက်ခဲ့ပြီးခဏတန်းကို ချောချောမောမောအောင်မြင်ခဲ့သည် မောင်တက်နိုင်ခဏတန်းအောင်သောအချိန်မှာမေတ္တင်ခိုင်ကကျောင်းစာတန်းကိုရောက်နေပြီဖြစ်သည် ထိုအချိန်ရောက်သောအခါမလာတင်ဘာမှမပြောတော့လေကိုဘခိုင်ဤလေတံကပြောင်းလာသည် မောင်တန်းနိုင်အပေါ်မှာជីជីတတာမရှိတော့ရှိ လေတံကခတ်ထန်သည်ဟုမဆိုနိုင်တော့ညလေရခင်လေတံမျိုးမဟုတ်တော့ရှိငွေကြီးကြက်တဲ့ကြောင့်ကြီးတန်ထွက်လာသည်ကျောင်းစိရိတ်အတွက်ဝင်လေးကြောင်းပြောလာသည်အိမ်မှာကိုပေါ်လောင်ဘတ်မရှိကြောင်းလူအပေါ်ငားရမတက်နိုင်ကြောင်းမောင်တန်းနိုင်အနေဖြင့်ကျောင်းထွက်ပြီးအိမ်မှာကိုကြီးစေခြင်းကြောင်းလေတံတွေထွက်လာသည် ။မလာတင်ကထိုစကားမျိုးတခွန်းမှမပြောတော်ညာလေ။ကိုပေါကန်နှုတ်မှထွက်သောစကားတွေသည်မလာတင်ဤဆန္ဒတွေဖြစ်ကြောင်းကို မောင်တက်နိုင်ကငဲတော်လဲကောင်းကောင်းသိလိုက်သည်။စာမေးပွဲကြဆုံးလျင် သူတို့ဆန္ဒကိုအကောင်အထည်ဖော်လိုမိကိုစိုးရိမ်တော်မောင်တက်နိုင်က စာမေးပွဲအောင်မှအတနာခံ၍လွယ်မီကိုစဉ်းစားမိတော့ကြောင့်ကောက်ကဲကြိုးစားလာခဲ့ရာခဏတန်းကိုပင်ချောချောမောမောအောင်လာခဲ့ပြီသို့တော့ စကားဦးတန်းလေးတန်းပြထားချက်ကရှိသောကြောင့်အောင်တီးဟုတိလင်တီချင်းဝမ်းတာလိုက်နိုင်ပြီ။လာမည့်အရေးတွေကိုကြိုတင် တွေးတော်မိသောအခါတငယ်ချင်းတင်မောင်၏နှုတ်တော်လိုမတွက်နိုင်တော့ပဲ။ဝမ်းနေစွာဖြင့်နှုတ်ဆက်နေလိုက်ခြင်းဖြစ်သည်။ဟေ့ကောစာမေးပွဲအောင်ရက်သားနဲ့မေးမြန်းတာကလည်းကွာလထာကြီးမှိုင်းမိနေတာကြာနေတာပဲ။မကြည်လင်မตาရာဖြစ်နေသောတငယ်ချင်းကိုတတ်နိုင်မျက်နှာကိုကြည့်ပြီးတင်မောင်အေးကပြောလိုက်သည် တင်မောင်အေးမေးတံကိုကြားရသောအခါမှာကိုတန်းနိုင်ကတပြင်းချပြီးထိုင်းမိုင်းသောလေတံဖြင့်ပြန်ပြောလိုက်သည်။အောင်နာတော့ဟုတ်ပါနဲ့တကယ်ချင်းရာငါအကြောင်းဆက်နေရတော့ပါမလားလို့တွေးပြီးစိတ်ပူနေမိလို့။အိုးမင်းစာမေးပွဲမှန်မှန်အောင်လာတာပဲဟာဘာကြောင့်မနေနိုင်ရမှာလဲ။စာမေးပွဲတဖုံးဖုံးကြနေနေတော့ဟုတ်သားပေါ့။တင်မောင်အေးကနားမလဲတယ်လို့ပြန်မေးလိုက်သည်။ကိုတန်းနိုင်ကဥပခိုင်နဲ့မလာတင်တို့သဘောထားကိုပြောပြလိုက်ပြီး ငါမိုးပြန်နေအောင်စာမေးပွဲတွေအောင်နေပါစေ။သူတို့ကပတ်ဆံမရှိဘူး။ကြောင်စိရိတ်မပိနိုင်ဘူးဆိုတော့ငါဘာတက်နိုင်မှလဲတင်မောင်အေးရာ။ဟုတ်ကြေကွဲတာဖြင့်ပြောလိုက်သည်။အောင်မသူတို့ကဘာမှမဆိုင်ပဲမင်းအဖေအမေပစ္စည်းတွေကို အခမ်းအသာထိုင်စားပြီးတုံးဖြုံးနေကြပြီ။တင်မောင်အေးစကားမဆုံးမိနိုင်မှပင်ကိုတက်နိုင်ကဖြတ်ပြောလိုက်။အကိုကြီးကငါအဖေနဲ့အမေကမွေးထားတာဆိုတော့အောင်မ မင်းဒါတွေဘာမှမသိသေးဘူးလားငါကမင်းတည်သားပြီးမှတ်လို့မပြောဘဲနေတာသူတို့နဲ့ဘာမှမဆိုင်ဘူးတတ်နိုင်ရဲ့မင်းပစ္စည်းတွေမင်းတူတဲ့ပိုင်ရမဲ့ပစ္စည်းတွေမင်းပစ္စည်းတွေကိုမတရားစားတောက်တုံးဆွဲနေကြပြီမင်းကိုပညာလေးတောင်သင်ပေးဖို့စေတနာမရှိတော့ဘူးဆိုလို့တော့ခံပြင်းစွာပြောလိုက်တော့တင်မောင်ရေးစကားကြောင့်ကိုတက်နိုင်အံ့ဩသွားသည်ဘာတကယ်ချင်းဘာပြောတယ် ငါငါပစ္စည်းတွေဟုတ်လားအေးလေမင်းမိဘတွေထားခဲ့တဲ့ပစ္စည်းကမင်းပစ္စည်းတွေပေါ့မင်းမသိဘူးလားဟေ့ငါဘာမှမသိဘူးငါပစ္စည်းဘာရှိနေတို့လဲတင်မောင်းလေကိုတက်နိုင်ကဆရာထက်တန်သွားပြန်နေသည်အော်ငါကမင်းတီထားပြီးမှတ်နေတာမင်းကျုံလို့လို့ကျုံလို့စားနေရတာတွေငါအဖေနဲ့မေက နေ့တိုင်းမြင်ရတော့စိတ်မကောင်းဘူးကွာ မင်းအကြောင်းအိမ်မှာခဏခဏပြောနေကြတော့ငါရတိရတာဒီရှံရောဒီအိမ်ရောအိမ်ထဲမှာရှိတဲ့ပစ္စည်းတွေရော အားလုံးမင်းရဲ့ပစ္စည်းတွေကြီးပဲဒါတည်းမဟုတ်သေးဘူးရှံတွေမြေတွေအများကြီးရှိသေးတာလဲသူတို့ရောင်းလိုက်ကြတယ်ပြောတယ်သူတို့ဆိုတာဘယ်သူတွေလဲကိုတတ်နိုင်ကမေးလိုက်သည်သူတို့ဆိုတာတခြားသူပဲဟုတ်လိမ့်မလဲကွာမင်းအကူနဲ့အမလို့ထင်နေတဲ့သူတွေပေါ့တင်မောင်အေးကဖြေလိုက်သည်ဟင် သူတို့ဟာငါအကိုရင်အမရင်မဟုတ်ကြဘူးကောဒီလိုဆိုရင်သူတို့နဲ့ငါဘာတော့နေလဲငါဓာတ်တွေဘာမှမသိဘူးတကယ်ချင်းပြောပြစမ်းပါကွာကိုတန်းနိုင်သည်မင်းရင်ပင်စိတ်ထဲမှာဘလို့ဝေဒနာခံစားရမှန်းမသိပဲဖြစ်နေသည်တို့ဖေဖေနဲ့မေမေကအိမ်မှာမင်းအကြောင်းပြောနေတာငါကြားနေရတာတော့မင်းဘဝကိုသိနေရတယ်လေဒါကြောင့်လဲမင်းကငါကညီကိုလိုသဘောထားပြီးခင်ခင်မင်းမင်းပေါင်းနေတာပေါ့တတ်နိုင်ရာ ဖေဖေနဲ့မေမေကပြောတယ်။ဒါတွေမောင်တက်နိုင်ကိုဘာမှတော့မပြောရဘူးတဲ့။မင်းတို့မိသားစုထဲမှာဝင်ရှုပ်နေတယ်လို့ဖြစ်မယ်တဲ့။နောက်ပြီးမင်းအကိုထင်းနေတဲ့ဥပကံကြီးကတိတ်မာရိုင်းနေတဲ့။အချက်အကျောက်မရှိ။မာရိုင်းတဲ့သူနဲ့ရမဖြစ်ချင်ဘူးတဲ့။ဒါကြောင့်မင်းအကြောင်းတွေကိုဘသူမှလာမပြောဝန်းကြတာပေါ့။မင်းကတော့ပြောပြောဝန်းတယ်ဟုတ်လား။ငါပြောတယ်လို့မင်းကသူ့ကိုပြန်မပြောဘူးဆိုရင်ငါပြောပြမယ်။နှုတ်လုံးတော့ မဟုတ်ရင်ငါရောငါအဖေအမေရောသူတို့ရန်လောက်တာခံနေရမှတငယ်ချင်းတင်မောင်ကြီးက သူမိဘတွေမှားကြားထားတော့လေတငယ်ချင်းကိုရှစ်လုံးသောကြောင့်မြုံမထားနိုင်ပဲဖွင့်ပြောလိုက်သည့်အတွက်ဂတိတောင်းသည် စိတ်ချပါတငယ်ချင်းရဲ့ငါဒီလောက်ထိမမရိုင်းပါဘူးသိရရင်တော်ပြီအေးဒီလိုဆိုရင်ငါပြောပြမယ်တင်မောင်ကြီးကသူမိဘတွေပြောတဲ့ဆိုတဲ့ကြားတဲ့ရွေးကို သူပေါင်းဆဟပြောပြသည်ကိုနားထောင်ရတော့ကိုတက်နိုင်သည်သူဘဝကိုရှင်းရှင်းလင်းလင်းသိလာရသည်ကိုတက်နိုင်၏မိဘများကအေးအယက်စာသည့်မဟုတ်ကြချေကိုတက်နိုင်၏ဖခင်ဖြစ်သူဦးတက်မောင်သည်ဗဟန်းမျိုးပေါ်ရှိလူကုန်တံများထဲမှနေရရထားခြင်းခံရတော့မြို့မြေနှဖုံလူကြီးလူကောင်းမိဘများ၏တဦးဒီတော်သားဖြစ်သည် ပစ္စည်းဥစ္စာချမ်းသာသည့်အလျောက်ပူပန်ကြောင်းကြရန်မရှိသောဦးတက်မောင်သည် ကျောင်းစာကိုဟုတ်သည့်ပတ်သည့်မကြိုးစားပဲအလဲအပတ်ပတ်ကို စိတ်ကထက်တန်နေသည်ဦးတက်မောင်လက်ပတ်လိုသော နေရာကလည်းသူများရွယ်သူကာလာသားတွေလို မိမ့်မပြိုရှိရာလူရိပ်လူရောင်ပြရမည့်နေရာမျိုးတောက်စားပြော်ပါလောင်းကစားပြုလို့ရမည့်နေရာမျိုးမဟုတ်ပဲချိုမြောင်စိမ့်စံတော်တန်းတောင်ဆွဲဆုံမြိုင်လေကိုလွမ်းဖွဲ့ကြည်နူးတာယာသော နေရာများကိုသာတွားလို့သည့်ထူးဆန်းသောဝါဒနာမျိုးဖြစ်သည်အကျင့်စာရိတ္တကိုရော မိဘကုံကိုရထိခိုက်သည့်လက်ပတ်ရှင်မျိုးမဟုတ်တော့ကြောင်းဦးသက်မောင်သည် မုံသူမရှိပဲခင်မင်းသူသာရှိသည်မိဘများကလည်းတဦးဒီသောသားဖြစ်၍စိတ်ရှမ်းသာလိုနေပါစေတော့ဟူသောဆန္ဒဖြင့်အလိုလိုက်ထားသောကြောင်းဦးသက်မောင်သည်တစ်တော်ဘက်ဌာနမှအတိမိတ်ဆွေများဖြင့်၎င်းအမဲပြည့်ထွက်သောအတိမိတ်ဆွေများဖြင့်၎င်းအဖော်ကောင်းလူကြုံကောင်းလျင်တော်တဲ့တောင်ထဲလိုက်သွားလျင်ရှိသည် ကျောင်းစာကိုဆယ်တန်းမှာနှစ်နှစ်ဆက်တိုက်ကြာဆုံးပြီးသည့်နောက်ဦးသက်မောင်ကိုယ်တိုင်ကရောမိဘများကိုယ်တိုင်ကရောကျောင်းဆက်နေရန်ရေးကိုလက်လျှော့လိုက်ကြသည်ဦးသက်မောင်သည်ထိုအချိန်မှာ22နှစ်ကျော်နေလေပြီကျောင်းစာဘက်ကမထွန်းကားသည်မှလွဲပြီဦးသက်မောင်မှာအပြည့်ပြောစရာမရှိချေရုပ်ရည်ကလည်းယောက်ျားပီတာသည်သဘောထားကလည်းဖြူစင်သည်အပေါင်းအသင်းကလည်းကောင်းသည်အကျင့်စာရိတ္တနှင့်ပတ်သက်ပြီးပြောစရာကလည်းမရှိချေ မိဘတွေခုံအစင်တန်းကလည်းတစ်မျိုးလုံးသိရှိကြသည်ဖြစ်တော့ကြောင့်သူ့မိဘစီးပွားရေးကိုဦးစီးလောက်ကိုင်းနိုင်သောဥတ္တမောင်တို့တားတမတ်အဖြစ်လက်ခံမိသူမရှိချေဥတ္တမောင်မိဘတွေကလည်းခုံရဲတို့မိန်းကလေးတစ်ယောက်နဲ့ဥတ္တမောင်ကိုလက်ဆက်ပေးပြီးသူတို့ချမ်းသာသမျှစီးပွားရေးနဲ့လုပ်ငန်းများကိုလည်းပေးရန်ရည်ပဲထားပြီးဖြစ်သည်ထို့ကြောင့်သူတို့သဘောကျမိန်းကလေးရှင်မိဘများနဲ့ခိုင်နှုံစွာဆက်ဆက်ပြောဆိုထားပြီးဖြစ်သည် ကျောင်းဆမမထူးကျွန်ဒီကလွဲ၍တေဝုနိုင်မာသောဥတ္တမောင်ကို စိတ်ရှလက်ရှရှိသော သူမိဘများကဥတ္တမောင်ဤလက်ထက်ရေးကိုကြိုတင်တိုင်းပင်အတိပေးခြင်းမရှိပဲသူတို့သဘောနှင့်သူတို့စီမံသောမိန်းကလေးသည်စိုးစရာအပြည့်အနာစာမရှိတော်လေဘာကြောင့်မှမသိဥတ္တမောင်သည်ထိုမိန်းကလေးကိုလက်ထက်ရှင်သောစိတ်လုံးဝမရှိချေထိုမိန်းကလေးကိုလက်မထက်လို့ဒီမှာရှစ်သူရေးစာရှိနေ၍လည်းမဟုတ်ဥတ္တမောင်ဤစိန်ရင်းကပင် မြည်သည့်မိန်းကလေးနည်းမြလက်မထက်လိုသေးသောအကြောင်းကရှိနေသည်ထိုအကြောင်းက သူစွန်စားလိုသောအချက်တစ်ချက်ရှိနေသည် တနေ့တွင်ကိုတမ်းမောင်သည်မြို့အစွန်ဘက်သို့အပြင်းပြေလျှောက်လာခဲ့ရမှာလမ်းဘေးတစ်ပင်အောက်တွင်အသက်အရွယ်ကြီးကျင်းပြီးဖြစ်သောအဖိုးကြီးတစ်ယောက်သည်စိုင်းတန်းတစ်ပိုးဖြင့်ထမ်းလာသော အထုံနှစ်ထုပ်ကို မြေပေါ်ချပြီးတစ်ပင်ကိုခက်လဲလဲမိကရင်ဝါကိုလက်ဖြင့်ဖိပင် မျက်စိမှိတ်ထားသည်ကိုတွေ့ရသည် အဖိုးကြီးတစ်ခုခုဖြစ်နေပြီကိုစဉ်းစားမိတော့ကိုတက်မောင်ကကျင်နာသောစိတ်ဖြင့်အကူညီပေးရန်အနာကပ်သွားသည်အဘဘလို့ဖြစ်တယ်လဲကျွန်တော်ဘာကူညီပေးရမလဲအဖိုးကြီးလက်ကိုညင်သာစွာ ဆုပ်ကိုင်ပြီးကိုတက်မောင်က မေးတော့အခါအဖိုးကြီးသည်မျက်လုံးကို လေးလံစွာ ဖွင့်ကြည့်သည်ခို့နောက်လေးတွဲ့စွာ တလုံးချင်းအာယူပြောသည်လူကလေးငါရင်ထဲမှာမကောင်းဘူးတိတ်ကြက်တယ်တိတ်ငေါတယ် ငါကောင်းထဲမှာချာချာလဲနေတယ်။ရင်ထဲမှာပူတယ်။ရေအေးအေးတစ်ခွက်လောက်ပေးပါ။အဖိုးကြီးပြောပုံကိုထောက်လိုက်ရင်လေဖြတ်တာလားနှလုံးရောဂါလားတစ်ခုခုပဲဟုကိုတက်မောင်ကတွေးပြီ။ခလန်းလန်းရှိချန်တချန်တို့အတော့ပြေးသွားသည်။ကံအားလျော်စွာချန်ဆောင်ချီတော်ချန်ဖြစ်နေတော့ကြောင့်ကိုတက်မောင်ကရေတစ်ခွက်တောင်းလာခဲ့ပြီးအဖိုးကြီးကိုပွေထူကရေတိုက်သည်။ထို့နောက်အဖိုးကြီးကိုကျင်နာစွာပွေထားလျက်ပြောလာသည်။အဘ ကျွန်တော်ကိုအားပြုတ်ပြီးခြင်ထားနော်ဟိုချန်တဲ့ကအင်္ဂလိပ်ကိုကျွန်တော်ပွေသွားမယ်အဲ့ဒီမှာအဖကောင်းကောင်းနားနေကျွန်တော်စေးစရာပြေးခေါ်ပေးမယ်အဖိုးကြီးဒီကိုတက်မောင်မျက်နှာကိုကျေးဇူးတင်စွာမော့ကြည့်လိုက်သည်ထို့နောက်မောဟိုက်ပင်ပန်းစွာပြောလိုက်သည်အเจ้าမထိုးဘူးလူကလေးတေရတော့မှငါ့ကိုငါတည်တယ်ငါအရှင်နေအတွက်ငါဈေးဝယ်လာရတာငါတို့စကန်းကထွက်လာခြင်းကငါဘာမှမဖြစ်ဘူး ဒေဝဲပြီးလို့အခုပြန်ကနီးမှဖြစ်တယ်။ချက်ချင်းခံစားလာရတဲ့ဝေဒနာကိုငါသိတယ်။ငါတေးမှာပဲ။လူကလေးကိုညင်ကျင်နေဆိုရင် ဟောဒီပစ္စည်းတွေကိုယူပြီးတပိန်မြကန်းက နေနဲ့စောင့်နေတဲ့လူစီကိုတွားပေးပါ။မြန်မြန်တွားပေးနော်။ငါကတော့တေးမှာပဲ။ငါကိုစောင့်ကြည့်မနေနဲ့။တတိကောင်းသူတယောက်ကစိတ်တင်း၍သာပြောခြင်းဖြစ်သည်။ ယောဂကျင့်နေရင်ပင်ပြက်စပြုတ်နေပြီကိုကိုတက်မောင်ကတတိထားလိုက်မိသည်ဘသူကိုမေးပြောပြီးသိရမလဲအဖကိုတက်မောင်ကမေးသည် အဖိုးကြီးကသူ့အင်းကြီးအိတ်ကထဲကဂုံဆက်ကုတ်ကလေးတရက်ကိုထုတ်ပေးသည်လေနဲ့စောင့်နေတဲ့သူကိုအဲ့ဒီစားရွက်ကလေးပြလိုက်သူယူပြီးနေရာမှာထောင်ကြည့်လိုက်ရင်ငါအဖော်ပဲပစ္စည်းတွေကို ပေးလိုက်အဖိုးကြီးဒီနောက်ဆုံးတကားတခွန်းကိုအားပြုပြောပြီး ။အိုးကောင်းငှိုက်ဆိုင်ကြသွားလေတော့သည်။အတက်ကတော့မတည်သေးချေ။တတိလက်သွားခြင်းဖြစ်သည်။ကိုတန်းမောင်သည်သူ့ရေတောင်းခဲ့သောရှမ်းဆောင်ကိုအကူညီတောင်းကအဖိုးကြီးကိုစောင့်ကြည့်ရန်ထားခဲ့ပြီ။အထုံးနှထုပ်ကိုထမ်း၍မြေကမ်းသို့ဆင်းလာခဲ့သည်။အဖိုးကြီးပြောသည့်လူကိုဆိုက်ဆိုင်မြန်မြန်တွေ့သည်။မာလိုက်သည့်အတိုင်းအမှားသားပြကပစ္စည်းတွေကိုပေးအပ်သည်။လင်းနှင်းဆောင်နေသူသည်တတိမိကြံခဲ့သည့်အဖိုးကြီးလိုပင်အသက်ကြီးသူတစ်ယောက်ဖြစ်သည်။ ဝေဒနာခံစားနေရသူအဖိုးကြီးကို နေတို့ယူဆောင်ပေးစီလိုကြောင်းအကူအညီတောင်းတော့ကြောင်းကိုသက်မောင်ကအလှယ်မြန်ပြေးကဆံဆောင်တမားနှင့်အတူ အဖိုးကြီးကို ပွေယူလာကြသည်နေပေါ်တို့ကောင်းမွန်စွာတင်ပေးလိုက်သည် နေဆောင်အဖိုးကြီးကသူ့အဖော်ကိုတည်တည်ချာချာကြည့်ပြီးသူကတော့တွားတော့မှာပဲဒါပေမဲ့ထားခဲ့လို့မဖြစ်ဘူးတို့တွေဟာကိုတော်ကြီးရှင်ရင်မှသာဥကောင်းချရမယ်ကိုတော်ကြီးကလည်းသူ့မျက်စိရှိမှာ သူကိုယ်တော်တိုင်ပွေပိုက်ကိုင်းတွယ်ပြီးတင်းချိုတော်မူလိုတာကဲသွားမယ်ဟေးလေဆောင်အဖိုးကြီးအသက်ရွယ်မှာ လူနာအဖိုးကြီးနဲ့ကျွယ်သူပင်ဖြစ်သည်ဗမာလူမျိုးဖြစ်ကြောင်းကိုတတ်မအောင်သိရသည်ဘယ်အထိအောင်ယူသွားရမှာလဲအဖကျွန်တော်တို့လိုက်ပို့မယ်လေအဖိုးကြီးစကားကထူးဆန်းသောကြောင့်မောင်တမ်းမောင်ကတိလိုသောဆန္ဒပေါ်ပေါက်လာသည်ဓာတ်ရိုက်ဒဲတော်ကြီးမေးလျင်မကောင်းသောကြောင့်ကိုတမ်းမောင်က အကူအညီပေးသည့်စကားမျိုးဖြင့်ဆုံတန်းလိုက်သည် လူကလေးလိုက်လို့မဖြစ်ဘူးကွယ်လူကလေးစေတနာကိုတိတ်ကျေစုတင်တယ်ကွယ်အဘတို့နေတာဟာဟိုးအကွေးကြီးတာပိန်မြင့်ညာကကြောက်တောင်မှာပေါ်မှာကကိုတော်ကြီးနဲ့တိတိဆန္ဒဒေဝီတခင်မလေးတို့ပဲရှိနေလေတော့တခြားကလူစိမ့်တွေခေါ်သွားလို့မဖြစ်ဘူးလူကလေးမှာစိတ်ကောင်းရှိရဲဆိုတာမျက်နာမြင်နာနဲ့အဘသိပါတယ်ကလထူတွေလက်အောက်မှာကြုံမဖြစ်ရှင်တို့လွတ်အောင်တွားနေတာကြာခဲ့ပြီ အခုမှတော့မပြောင်းကျင်တော့ဘူးလွတ်လပ်တဲ့တို့နေရာလေးမှာတို့တခင်ရှင်ရင်းမှာပဲနေတေကြတယ်အိုးကောင်းရှားကြတယ်လူကလေးအဖိုးကြီးကပြောပြောဆိုဆို လေကိုထိုးဝါးပြင်ထိုးကကမ်းမခွာသည်ကဲသွားပြီဟေ့လူကလေးရေလူကလေးကျေးဇူးကိုမမေ့ပါဘူးကွယ်ကိုတော်ကြီးနဲ့တိရိစ္ဆာနာဒေဝီတခင်မလေးကိုလူကလေးစေတနာလေးကိုပြောပြလိုက်ပါမယ်အဖိုးကြီးစကားနဲ့အတူ လေသည်ကမ်းမှတဖြည်းဖြည်းဝေးသွားသည် စကားဆုံးသောအခါလေသည်ရေလေသို့ရောက်သွားသည်ချန်ဆောင်သမားကလူနာအဖိုးကြီးကို လေပေါ်သို့တင်ပေးလိုက်သည့်အချိန်ကပင် ပြန်သွားပြီဖြစ်ရာကမ်းရှိမှကိုတက်မောင်တယောက်သာကြံရည်သည်ဖြစ်သောကြောင့်အဖိုးကြီးပြောသွားသောစကားတွေကိုကိုတက်မောင်တယောက်သာကြားနေခဲ့သည်အဖိုးကြီးစကားတွေကိုကိုတက်မောင်ကတော်တော်ပင်စိတ်ဝင်စားနေနေသည်တာပင်မြင့်အတိုင်းလှေဖြင့်လိုက်သွားလိုက်ရင်အဖိုးကြီးပြောပြသွားသည့် သူတို့၏တိတ်တတိုင်းပြည်ငယ်ကလေးကိုရောက်သွားနိုင်ပြီလားဟုတွေးသည်ကိုတော်ကြီးဆိုတာဘာသူလဲတိရိစန္ဒာဒေဝီဆိုဒီမှာဘာသူလဲကိုတမောက်သည်အချိန်အတိုင်းထိုအကြောင်းကိုသာစဉ်းစားနေမိသည်စဉ်းစားပါများလာတော့အခါစိတ်ထဲမှာတိရိစန္ဒာဒေဝီဆိုဒီကိုဘာမှမသိဘဲနဲ့ဆွဲလန်းနေမိတော့သည်ထိုနေရာကိုရောက်သွားအောင်တွားလို့သောစန္ဒာကထက်တန်လာခဲ့သည်ထို့ကြောင့် မိဘများကမိမပေးစားခြင်းနေကြသည်ကိုတောင်းပန်ပြီးဆိုင်းငံ့ထားခဲ့ခြင်းဖြစ်သည်ပညာမှာမထူးချွန်သည်မှလွဲပြီးအာဂသဘတ်မှာထူးချွန်ပြီးကိုခံတိုင်းပညာပါတတ်ထားသော ကိုတတ်မောင်သည်တေဝုနိုင်မာသောတားတယောက်ဖြစ်သည့်အတွေ့မိဘများကလည်းလက်ထက်ရေးကိုဆိုင်းငံ့စေခြင်းသောကိုတတ်မောင်ဆန္ဒအတိုင်းဆိုင်းငံ့ထားခဲ့ကြသည်ကိုတတ်မောင်သည် တောကျွမ်းသောမုတ်ဆိုးကိုရှာပြီး တပိမြေကန်းတခြားမကြကနာတောပြစ်တဘောမျိုးဖြင့်ထွက်သွားတတ်သည်ထို့သောသူရှားပွေ၅ရံကဲ့သို့မုတ်ဆိုးတွေအနေဖြင့်ဗမာပြည်နယ်ဆက်အထိရောက်ဖူးသူမရှိသလောက်ပင်ဖြစ်သောကြောင့်ကိုတက်မောင်သည်မုတ်ဆိုးခြင်းအဆက်အသွယ်ယူကာနယ်ဆက်အထိတွားနိုင်ပြီးလမ်းပြမုတ်ဆိုးတယောက်ကိုရှားခဲ့ရမှာကံအားလျော်စွာတပိမြေဝန်းတစ်ခုလုံးကိုနှက်ဆက်ကြောနိုင်သည့်အထိကျွမ်းကျင်သည်ဆိုသော တရုတ်လူမျိုးတယောက်ကိုလမ်းပြအဖြစ်တွေ့လာရသည် ထို့နောက်ကိုတက်မောင်သည်မိဘတွေထံမှခွင့်ပန်းပြီးတောပြစ်ထွက်သည့်သဘောမျိုးဖြင့်ထိုတရုတ်အမျိုးသားနှင့်အတူတပိန်မြဝန်းတစ်ချောင်းထွက်သွားလေသည်အဲဒီနောက်အထိတော့ငါ့အဖေဗမော်မျိုးကမပြောင်းခင်ကလေးမှာတိရတဲ့အကြောင်းပဲနောက်လူချင်းကွဲသွားကြပြီးနှစ်ပေါင်းအကြာကြီးကြာမှဒီရန်ကုန်မှာခြံချင်းနာကြီးအဖြစ်နဲ့လာဆောင်ကြတာလေအင်းနေရာထိပြောပြပြီးတော့အခါတင်မောင်အေးကစကားစပြတ်သွားသည်ဆက်ပြောပါအောင်ကွာဒီလောက်နဲ့တော့ငါ့ဘဝကို အရေးလဲအောင်ဘယ်တီအောင်မှာလဲကိုတန်းနိုင်ကအားမလို့အမေရတိုက်တွန်းလိုက်သည်အရေးလဲအောင်ငါမပြောတတ်ပေမဲ့အခုမင်းအကိုအမခေါ်နေတဲ့ဒီလူကြီးနဲ့ဒီမိန်းမကြီးရဲ့ညီမဟုတ်ကြောင်းတော့ငါပြောနိုင်တယ်တင်မောင်ရေးစကားကြောင့်စိတ်ပြက်လက်ပြက်ဖြစ်နေသောကိုတန်းနိုင်သည်ဦးကောင်းထောင်လာသည်အေးအေးပြောစမ်းမအောင်တငယ်ချင်းမင်းအဖေရင်ဥဒတ်မောင်နဲ့ငါအဖေနဲ့ကကြောင်းနေပဲတငယ်ချင်းနဲ့ကွငါအဖိုးကအစိုးရလုံးနဲ့ဗမော်ကိုရောက်တော့ သူ့သားဖြစ်တဲ့ငါအဖေကိုကြောက်မှထားတော့မင်းအဖေဥဒတ်မောင်နဲ့တန်းနဲ့လို့ပြောတယ်မင်းအဖေကဆက်တန်းမအောင်လို့ကြောက်ထွက်ရောငါအဖေကအောင်လို့ကောလိပ်ကိုဆက်သွားရောနောက်မင်းအဖေမိမရတော့သူ့မိဘတွေကစိတ်ဆိုးပြီးနှင်းချလို့တခြားထွက်သွားတာနဲ့မတွေ့တော့ဘူးတဲ့ထွာကာကိုတတ်နိုင်က ဖြတ်မိလိုက်သည်သူ့ကိုမိမပေးစားဖို့စီစဉ်တာမယူခြင်းဘူးဆိုနောက်တော့သူသဘောကျလို့ယူလာတဲ့လား မင်းအဖေယူတာကသူ့မိဘတွေသဘောတူတဲ့မိန်းမမဟုတ်ဘူးတဲ့ဘယ်ကမိန်းမလဲမတည်ဘူးကြက်တဖြူချတဲ့မုတ်ထိုးဖွဲ့နဲ့တော်တဲလိုက်သွားပြီးအပြန်မပါလာတဲ့မိန်းမလို့ပြောတယ်တို့အဖေကပြောတယ်မိန်းမကတိတ်လှတာပဲတဲ့ကွာဒါပေမဲ့စကားမပြောတတ်ဘူးတဲ့ဟိုရုပ်ကတိတ်လှပေမဲ့အာအာကြီးလို့ပြောတယ်အဖေယူလာတဲ့မိန်းမဆိုတော့ငါအမေပေါ့ဟုတ်လားတင်မောင်ကြီးကိုတန်းနိုင်ကစိတ်ဝင်စားသွားမေးလိုက်သည် ဟုတ်တယ်မင်းအမေပဲမိဘတွေကဘယ်ကဘလို့မိမတယ်လို့မေးတာ ရေရေရရမပြောဘူးတဲ့ကွာဒါနဲ့စိတ်ဆိုးပြီးမိဘမျက်နှာပြက်အောင်လှုပ်တဲ့သားမိဘသားကနားမထောင်ပဲအချက်ခွဲတဲ့သားဆိုပြီးပြန်မကြည့်ပဲပြစ်ထားလိုက်ကြတာတဲ့အမွေပြက်လို့တော့ပြောတယ်အဲ့ဒီနောက်မင်းအဖေရောမင်းအမေရောဗမော်မျိုးကနေပျောက်သွားလိုက်ကြတာငါအဖေနဲ့လည်းလူချင်းအဆက်အသွယ်ပြတ်သွားကြတာပေါ့နှစ်ပေါင်းတော်တော်ကြာမှဩော် အခုတို့နေတဲ့ရန်ကုန်မြို့မှာလာဆောင်တွေ့ကြတာလေရန်ကုန်မှာလာဆောင်တွေ့ကြပုံကိုတင်မောင်အေးကအချင်းချင်းပြီးပြောလိုက်တော့လေကိုတက်နိုင်ကသဘောပေါက်ပြီတင်မောင်အေးဖခင်ကဟိုဘက်ရှာမှာနေသည်တင်မောင်အေးတို့အိနေယာကိုမရောက်မီပါပဲကိုတက်နိုင်တို့မိသားစုကအိနေယာကိုရောက်နေနေပြီဖြစ်ကြောင်းကိုကအကိုအမခေါ်နေရတော့ဥတက်ခိုင်နဲ့ဒေါ်လာတင်တို့ပြောနေတဲ့အံကိုကြားဘူးနာဝရှိနေခဲ့ပြီဖြစ်၏ဟုတ်ကဲ့ပါခင်ဗျာ ။ဆိုင်ရည်သူဆရာမကြီးမဝင်းမြင့်ရေးတာတော့တိရိဆန္ဒဒေဝီလို့အမည်ရတဲ့ဝတ္ထုကိုအပိုင်းတစ်အနေနဲ့စီစဉ်တဆက်ခြင်းကိုဒီမာရင်ခိတခဏရနာထားခွင့်ပြုပါခင်ဗျာ။အချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြစ်ပေးခဲ့သူညီကောင်မတော်များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ။